မောင်ထွန်းသူလစ်ဘောမှာတညာအပိုင်ကိုအခုမောင်နမေကဗာလေဟင်းလေးကမီဂျိုးဇက်ချက်ဝစ်ဒါဆိုရင်ဟဲလင်မစ်ချက်ဝစ်ဖြစ်မှာပေါ့ဟုတ်လားကျွန်တော်ပြောလိုက်မိသည်မလွတ်ပါဘူးဟဲလင်ဒါကရှောင်းတာတိမ့်တာဖို့ပြောင်းထားရနေမေပြီဒေသွားတာကြာပြီဖြစ်တယ်ဂျိုးဇက်ချက်ဆွစ်ဆောင်မောင်ကိုရဲဝင်ပြီးခြေတလို့ရနေဖြစ်နေတယ်ဂျူးတယောက်လိုအသက်ရှင်နေတော့မေး သူနဲ့မောင်ဟာလုံးဝဆက်စပ်မရှိရလူစင်းတယောက်ပါမောင်သူ့ကိုလုံးဝမသိဘူးပေါ့ဟုတ်လားမသိဘူးဟဲ့လေချားလူတယောက်ရဲ့နာမည်နေနေရတာစိတ်ထဲမှာဘယ်လိုခံစားရလဲဒူဒူချာချာမခံစားပါဘူးဟဲ့လေနာမည်ကနိုင်ငံကူးလက်မှတ်ဆောင်ပြောရတာပဲတကယ်လို့နိုင်ငံကူးလက်မှတ်ကအထုဖြစ်နေရောကျွန်တော်ယင်မိရဲ့ အမှန်တော့နိုင်ငံကူးလက်မှတ်အတုစစ်ဆိုတာစစ်စေးရဲ့ play ပေါ်မှာမူတည်ရပြီပြီးတော့နမည်ဆိုတာကလေအရေးကြီးတဲ့ဟာတခုမှမဟုတ်တော့ဒါပေမဲ့ hearing ကကျွန်တော်မြင်သလိုမမြင်ဘူးတခြားနမည်တခုပြောတာဟာကိုယ့်နမည်ကိုတမမထားဘူးလို့ထင်နေ hearing ကတော့လုံးဝနမည်မပြောင်းခဲ့ဘူးမောင်စနေနေနဲ့မောင်နမည်ကိုထင်းထင်းဆောက်ရှောက်ထားခဲ့တယ်မောင်ကတော့တည့်ရက်တကြီးတနေရက ကောက်တွေ့တယ်လို့ရလာနေမယ်ကိုယူပြီးဒီကိုပြန်အောင်လာတယ်မလို့ဓမ္မလေးတန်နေပြောနေပြန်နေကောက်တွေ့ရဲ့နာမည်မဟုတ်ဘူးဟဲလင်ကျွန်တော်ကပြန်ပြောတယ်မောင်ဖိုးကတော့ကဘာပေါ်မှာအဖိုးတန်ဆုံးလက်ဆောင်တစ်ခုပါဒီနာမည်ကိုကြားရရင်သိကိုဝမ်းသာပါတယ်ဒီနာမည်ဟာမောင်အတွက်တနာကျင်နာခြင်းဆိုရည်အနှံ့အဓိပ္ပာယ်တော်ထွက်နေဒီနာမည်ကိုကြားလာတိုင်းလူရည်ရဲ့ချားမှာယူနာတရားဆိုတော့ လိုဝတ်မသေးသေးဘူးလို့သိရတယ်။မင်းနမည်ကြတော့ဘာကိုသတိရမလဲ။ pressure စစ်မိသားစုကိုသတိရမယ်။မိခွေးရီဝင်းပလီရီရဲ့စိတ်နေစိတ်ထားမျိုးရှိရဲ့မိုးဆိုးတွေကိုသတိရမယ်။ဒါပဲပေါ့။ဟဲလင်းပြောနေတဲ့မိကဟဲလင်းစီမျိုးစုနမည်မဟုတ်ဘူးလို့ဟဲလင်းကလေးသမားမနဲ့ပြောတယ်။ဟဲလင်းကအခုချိန်ထိမောင်းနမည်ကိုယူထားတာ။ကျွန်တော်ကဒုတိယဝိုင်ပလင်းကိုဖွင့်လိုက်တယ်။ အင်ဒိုနီးရှားမှာဆိုရင်လူတွေဟာမကြာခဏနေမီးပြောင်းကြရတယ်။မင်းအနေနဲ့ကိုယ့်နာမည်ကိုသဘောမကျတော့ဘူးဆိုရင်ဒီနေ့မှာမင်းနာမည်ကိုပြောင်းလို့ရတယ်။နာမည်တင်နေဘွားတက်ကိုထူထောင်နိုင်တယ်။အင်မတန်ကောင်းတဲ့စိတ်ကူးလို့ထင်တာပဲ။မဟုတ်ရောဘွားတက်တကူထူထောင်မိပြီလား။လူတွေကသူတို့တွေစရတဲ့ဘွားတက်တွေကိုဘွားဟောင်းကဟာရီယူသွားသေးလား။ ပဲ့တင်နေတော့ယူသွားတာပေါ့တတိယဖြစ်စီလောက်တည်းအဖြစ်ဖြစ်တည်ကြတော့ပါမလာဘူးလားပဲ့တင်တဲ့ဟာအဲ့အရာကြီးပဲပေါ့ကိုစိကိုနာချင်းအောင်ရှက်စိတ်ခံစားအောင်လို့တော့အမတ်တရဖြစ်ရကတော့ပါလားစမြေပဲရွှေရှင်ကတကကြည်ရတယ်လို့မျိုးပေါ့ဟုတ်လားဟဲလင်းကမေးကျွန်တော်ကသူ့လက်ထက်ကဖန်ခွက်ကိုလမ်းယူပြီးဒုတိယပလင်းထဲကဝိုင်းထည့်ပြီး ဒီဝိုင်ကဘလို့မျိုးစားလဲကျွန်တော်ကမိတယ်ရိုင်းနဲ့ကထွက်တယ်ဝိုင်ကောင်းစားပေါ့ချွေရင်ကျဲဆိုလို့လုံးဝမရှိရင်ဝိုင်မေခဏကြာတော့သူကကျွန်တော်ကိုကြည့်တယ်ကျမတို့ဘာစကားတွေပြောနေကြလဲဘာထွက်ပြောနေကြလဲလုံးဝအထိပ်ပင်မရှိဘူးကိုကိုကိုရောပြန်ပြီးသတိထားမိရလားပြောလိုက်တဲ့စကားတွေအများကြီးပဲ စကလုံးတွေကလေအသစ်ဆန်းနေကြည့်ပေးဘေးကများရလာလေရှင်မောင်ပြေးလွှားရင်ဒီအပေါင်းအသင်းတွေတော်တော်များများရှိခဲ့ပုံပေါ်ရင်အပေါင်းအသင်းကတော့မများဘူးဟဲ့လေကျွန်တော်ကပြန်ပြောတယ်မောင်မောင်အချင်းရှိမြတယောက်ထဲလို့နေခဲ့ရတာစကားပြောချင်းမိမိပြောဖို့အခွင့်အလမ်းကိုမရခဲ့ဘူးဒါကြောင့်မလို့လေမောင်မင်းနဲ့တွေ့တော့စကားတွေများစီပြောပြီးရဒါဆိုရင်မောင်ပြန်လာတာစကားပြောဖို့ပဲပေါ့ ဟုတ်လားကျွန်တော်သူ့မိကုံးကိုမဖြေဘူးသူဟာဝမ်ခက်ကိုကမ်းပြီးထိုင်နေရကကျွန်တော်ကို စစ်စစ်ဆက်ဆက်ကြည့်ပြီးအကဲခံနေကျွန်တော်စီကအဖြေကို စောင့်မျှော်နေတဲ့သဘောပဲကျွန်တော်အနေနဲ့လည်းဖြေရခက်တယ်အမှန်တိုင်းပြောရင်တော့ကျွန်တော်မှာကာမဆန္ဒစိတ်တိတ်ပြီးနေနေဒါကြောင့်မလို့လေအခုလိုပထမအဆုံးပြန်ပြီးစုံမိကြတဲ့အချိန်မှာ ြုတင်ပြုအပ်တဲ့အလုပ်ကိုမလုပ်မိရပါဒီအကြောင်းကိုကျွန်တော်မှန်တိုင်းဖွင့်ပြဖို့ဆိုတာကလေလက်တွေ့ကြတော့မလွယ်ဘူးကျွန်တော်နေနေဆန္ဒမရှိချိန်မှာရှိလာအောင်အတင်းကျက်လေးအားမထုတ်ချင်ဘူးဟဲ့လေမကြီးနဲ့တာကျွန်တော်သိပါတယ်ကျွန်တော်သူ့ကိုပြေလာဖက်လာနန်းလာရှုပ်လာတော့မှမလုပ်တော့လေဘေးကြီးနဲ့မလဲကျွန်တော်ဘက်ကအမှန်တိုင်းဖွင့်ပြတဲ့နေလို့တော့ထင်နေဒါပေမဲ့ ချက်ချင်းကြီးမပြောစင်ဘူးကိုစိတ်ကိုတင်းကြီးအေးစီအောင်ထားပြီးမှ သူနားလဲသဘောပေါက်တော့အောင်ပြောပြခြင်း ਨੇ မောင်အချီနေမျိုးနဲ့ဂျုံနေရဲ့လူတွေဟာအယူသီးတဲ့ကြတယ်ကျွန်တော်ကစကားစားတယ်ကိစ္စတခုကိုတိုက်ရိုက်ပြောရင်ဒါမှမဟုတ်တိုက်ရိုက်လို့ရင်စန့်ကျင်မဖြစ်ရည်ပေါ်ပေါ်လာတဲ့တည်းလို့သူတို့ကယူဆကြတယ်ဒါကြောင့်လေအဲ့လူစားမျိုးတွေဟာအဆဆရရဒိဋ္ဌားကြတယ်အထူးသဖြင့်စကားပြောဆိုမှာသိပ်ပြီးစင်ကျင်ကြတယ် အလုံးကိုအတိတ်ပဲကင်းမိတယ်အယူဆပဲဟဲလင်ကမချစ်ချင်ပြီးတော့ကျွန်တော်ကိုလမ်းကြည့်ပြီရှင်ကတော့တိတ်ပြီးအယူသေးမင်မထင်ပါဘူးမောင်ဘလောက်တီအယူသေးရဆိုတာမင်းကို ပြောပြအောင်မေးကျွန်တော်က AC တည်ငြိမ်တယ်လေတဲ့နေပြန်ပြောတယ်မောင်မင်းပေါ်မှာအတိုင်းစားမရှိလားချစ်ပါတယ်ဆိုတဲ့စကားကိုမောင်ပြောလိုက်မှဆိုရင် နောက်တစ်မိနစ်လောက်အတွင်းမှာ ဂက်စတာဘိုစစ်ပလက်ရဲ့တကားလာကောင်းတဲ့ကို ကြားလိုက်မယ်လို့မာယုံကြည်နေဟဲလင်တကားဘက်ကိုလှည့်ကြည့်ပြီးအတန်တန်တန်ကြားအနိုမြင်ထားနေနားဆွနေတယ်။နောက်တော့ကျွန်တော်ကိုလှည့်ကြည့်သူ့မျက်နှာထားကလေတမျိုးဖြစ်နေမောင်ကဒါကြောင့်မို့ဟဲလင်ကိုတရင်တနည်းမပြူတာဆိုပါတော့ဟုတ်လားဒါလေအချောင်းတချောင်းချောင်းပေါ့ကွယ်ကျွန်တော်ကပြန်ပြောတယ်ပြီးတော့လေ ရေကြလို့ဖြစ်နေလူတယောက်ကဘျုံငနဲ့အင်းနေများတဲ့နတ်ဘုံကိုရောက်သွားတဲ့အခါသူ့တွေတွေကိုမှန်အောင်တွေးနိုင်မှာမလားဟဲလင်ကတော့မောင်ပြန်ရောက်လာရင်ဘလို့အနေထားမျိုးရှိမယ်ဆိုတော့အမြဲတမ်းစိတ်ကူးရင်ငယ်မှုတွေသူကဆွေးမြေကြီးခွေးနေရလေတဲ့နေပြောတယ်အခုတကယ်တည်းပြန်လာတော့လေစိတ်ကူးနေတဲ့ခြားစီဖြစ်နေရင်သူဘလို့ပုံမျိုးစိတ်ကူးရင်ငယ်ရလဲလို့မမေ့ရဘူး မေလိုက်ရင်အချိန်ကတမျိုးဖြစ်သွားမှာစိုးရတယ်။ဒါကြောင့်မို့စိတ်ကူးနဲ့လက်တွေဟာဒီလိုပဲခြားနာရတယ်။လို့တာမန်လောက်ပြီးပြင်မျိုးကြီးတယ်။ဟဲလင်ကပြုံးနေ။ဝိုင်းရှိသေးလား။ကျွန်တော်ကဝိုင်းထက်ထက်ပေးလိုက်တယ်။မောင်ဘယ်တော့ပြန်မလဲ။ကျွန်တော်ကမေးရင်အင်စီမာကြီးကမနေ့ပြန်ထီးပြင်ရမှာမဟုတ်ဘူး။သူပြန်ရောက်မှာတပတ်ခါမှာပေါ့ဟုတ်လား။ ဟဲလင်းကကောင်းကျင်တယ်ရှင်းရှင်းကလေးပါဒီနေ့စနေနေ့တရင်ဘက်ပိတ်ရက်တွေကိုပါနားရက်ပိတ်လိုက်တာဆိုတော့ဒီနေ့လာနေနေခင်းဆောင်မပြရမှာသူ့မှာကလေချစ်သူရှိတယ်အင်းအောင်တေပလိတ်တယောက်ပေါ့အပြင်ဘက်လန်းကတချင်းဆိုတဲ့နေချီတက်သွားနေဖနက်တန်နေကြတယ်ဘာသာနေရဲ့လို့ကျွန်တော်ကမီးရင်စစ်သားတွေလားဟစ်တလာလူငယ်အဖွဲ့လားမသိပါဘူးဟဲလင်းတို့ရဲ့ဂျာမနီမှာလူတိုင်းလူလူအမြဲတမ်းချီတက်နေကြပါ ကျွန်တော်ပြင်းပေါက်လာသွားပြီးအပြင်းဘက်ကိုချောင်းကြည့်တယ်။ဟစ်တလာလူငယ်တက်ဖွဲ့တစ်ဖွဲ့ပေါ့။မင်းစိတ်ကအတော်လေးထူးဆန်းတာပဲ။မင်းမိသားစုနဲ့သဘောထားချင်းတော်ကွာတာပဲ။တခြားသောမဟုတ်ဘူး။ဟဲလင်ဘွားကပြင်းတယ်။အဲဒီဘွားရဲ့သူကြီးပါလာလို့ဖြစ်မှာပဲ။သူတို့ကအဲဒီဘွားကြတော့ဂျူးတယောက်လိုသဘောထားနေသလားမပြောတတ်ဘူး။ဆွေမျိုးစင်းနေမထင်ကြဘူး။ဟဲလင်က အားရပါရတစ်ချက်တန်းလိုက်ပြီးအိယာပေါ်လှည့်အိတ်လိုက်တယ်။မောင်နောက်ထပ်အိတ်ဖို့စိတ်မကူတော့ဘူးလား။နာရီကြည့်လိုက်တော့တနာရီထွန်းနေပြီ။ကျွန်တော်ဟဲလင်းပြီးမှဝင်လင်းလိုက်တယ်။မိကြီးဖွင့်ထားပါလားဟဲလင်းကျွန်တော်ကပြောတော့ဟဲလင်းကဖြစ်ကနေမောကြီးမောင်ဖွင့်ထားခြင်းလေဖွင့်ထားလေဟိုတစ်ချိန်ကကျွန်တော်တို့နေရာဒီခန်းတရေရာပေါ်မှာတညာပြီးတညာအထူးရှင်တွေ့ပြီး အိတ်ခရတွေကိုပြင်ပြီးမြင်လာမိကျွန်တော်ဟဲလင်ကိုပွေဖက်ထားတယ်တညာလုံးအိတ်လို့မပြောဘူးဟဲလင်တကြိမ်နိုးလာတယ်ခဏပါပဲပြီးတော့အိတ်ပြောသွားတယ်တဖြည်းဖြည်းနဲ့ကျွန်တော်မျက်ခွန်တွေဟာလေးလာတယ်မိ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 နဲ့အိတ်ပြောသလိုပဲလင်းကနေတော့မှနိုးလာပြန်တယ်ကျွန်တော်နဲ့ဟဲလင်ကြားမှာရှိနေတဲ့အထာစီတွေဟာမရှိတော့ဘူးကျွန်တော်သူ့ကိုပွေဖက်ထားတယ် သူကလည်းကျွန်တော်ကိုပြန်ပြီးပြုတ်ဖက်ထားတယ်။လင်းလက်နေတဲ့တင်းလင်းတလိကျရောက်သွားတယ်လို့ပဲ။အမောင်သူဟာလုံးဝမရှိတော့ဘူး။မနက်လင်းတော့ကျွန်တော်မွန်ဆာဟိုတယ်ကို ဖုန်းဆက်တယ်။အခန်းထဲမှာလက်ဆွဲအကျဉ်းကြီးကြောင်းကျွန်တော်အော့စနာဘရက်မှာကိစ္စတခုရှိလို့ပြင်းမလာခြင်းဖြစ်ကြောင်းခင်းညပြန်လာမှာဖြစ်တဲ့အတွက်အခန်းကိုကျွန်တော်နာမည်နဲ့ပဲဆက်ပြီးထားပေးစီလို့ကြောင်းပြောထားလိုက်တယ်။အခုလိုပြောလိုက်တာဟာကြိုတင်ကဝင်မှုပြုတဲ့သဘောပါ။ ကျွန်တော်ဘုံမှာဟိုတယ်အခန်းကနေပတ်သက်ပြီးတန်ကြဝင်မခံနိုင်ဘူးအဲဒီကိစ္စကြောင့်ပလိကမီလာမြန်လာလောက်တော်ကိုလေးအဖြစ်မခံနိုင်ဘူးတစ်ဖက်ကဟုတ်ကဲ့ပါအခန်းကိုဆက်ထားပေးပါမယ်လို့ဖြည်တယ်ကျွန်တော်အတွက်စာမလာဘူးလားမီးတော့မလာဘူးတဲ့တယ်လီဖုန်းကွက်ကိုပြန်ချစ်လိုက်တယ်ကျွန်တော်နောက်မှာကက်ပြီးရက်နေဟဲလင်ကဘသူစီကစာလာကိုမျှော်နေရတယ်ဘသူစီကမှမျှော်စရာမရှိပါဘူး တင်ပြမို့ရအောင်ကြမ်းဖက်မိပြောတဲ့စကားပါမင်းတည်တဲ့အတိုင်းစာရီဘာတွေမျောနေတဲ့လူတွေကိုဘေးလူတွေကလူလိန်လို့မထင်ကြဘူးမောင်ကရောလူလိန်တယောက်ဖြစ်ခဲ့ဘူးလားလူလိန်ဖြစ်ချင်တဲ့စိတ်မရှိဘဲနဲ့ဖြစ်ခဲ့ဘူးလေဒါပေမဲ့လိန်ရညာရာရေစရာတော့အများကြီးတွေ့ရတယ်ဟယ်လင်ကရေတယ်မောင်ဒီညမွန်စတာကိုပြန်ပါလားမောင်ဒီမောင်နောက်ထပ်ဆက်နေလို့မှမဖြစ်တော့တာ မင်းအင်စီမာကြီးကမနှက်ဖြန်နေခင်ပြန်ရောက်တော့မှမဟုတ်ဘူးလား။အော်စနာဘရက်မာကဟူတီတေးရတာမကောင်းဘူး။အလွန်စွန့်စားရတယ်လို့တကူရင်မွန်စတာမာကတော့လမ်းပေါ်မှာမောင်းကိုမှတ်မိရလူ ရှိမယ်လို့မထင်ဘူး။မွန်စတာဟိုတယ်မှာဘလောက်ကြာချင်နေမယ်လို့စိတ်ကူးလေ။အတိအကျတော့မပြောရသေးဘူး။စထမအယုံကအင်းနေရှိမယ်လို့ထင်ရင်တော့တမျိုးစစ်စစ်ရမှာပဲ။ဒီမှာရောအင်းနေမြင်နေသလား။ မြင်နေအခုမနေ့ကျမှမြင်တာပေါ့မနေ့ကတော့မမြင်ခဲ့ဘူးဟဲလင်ကမျက်မှောင်ကြုံပြီးကြည့်နေမောင်အပြစ်မထွက်ပါနဲ့မမောင်ခင်မထွက်ပါဘူးမောင်ရင်တော့သွားစရာရှိတာသွားရမှာပဲမောင် မောင်သွားစရာတနည်းရာပဲရှိရေးဘူရာယုံလေဟဲလင်ကဘာမှမပြောဘူးငြိမ်နေတယ်အားလုံးစင်ပြေသွားမှာပါမောင်ကိစ္စကိုတွေးပြီးမကူပါနဲ့မောင်ဘွားကိုဘယ်လိုနေသွားမယ်ဆိုတာနားလည်နေပါဘီ နားလည်နေတော့နေသားထိုင်သာရှိရပါလိ။ဟယ်လင်ကမချက်ချရင်နားလည်ဖို့ကလေအမှန်တကယ်လိုအပ်တယ်။ဒါမှလည်းဖြစ်မှာ။အော်ဒါနဲ့မောင်မေးတာရင်မုတ်ဆက်ရည်တဲ့ဒါယူမလာမိဘူး။နှခမ်းမွေးကြီးပတိုင်းမွေးကြီးကရှိလာပြီ။လူလေးလူလင်းတယောက်နဲ့တူနေပြီ။စီပြေဒုက္ခတွေရဲ့လက်ဆက်စာအုပ်လည်းအဆိုရင်လူလေးလူလင်းတယောက်နဲ့တူအောင်မနေရဘူး။အဲ့ဒီအနေထားမျိုးမဖြစ်အောင်ရှောင်းအောင် မုတ်ဆိတ်ဒေတာချောင်းရေချိုးခန်းထဲမှာရှိရင်လွန်ခဲ့တဲ့9နှစ်ကမောင်းထားခဲ့တဲ့ဒါပဲဘီယိုရဲမောင်းမောင်းထားခဲ့တဲ့ရှဲအင်းကြီးဒီဘောင်းမီအင်းကြီးဝတ်စုံနေလေးရှိရင်ဟဲလင်းရဲ့မူရနေပြောပုံစုံလေးတန်းကတမျိုးပဲကျွန်တော်သူ့ကိုပြစ်ထားခဲ့ပြီးတခြားမိမတယောက်နဲ့ထွက်ပြေးရကပစ္စည်းတွေပြန်လာပြီးယူရလူတယောက်ကိုပြောပြနေတယ်လို့ပဲကျွန်တော်ရေချိုးခန်းထဲဝင်လိုက်တယ်ကျွန်တော်ဝတ်စုံကိုတွေ့လိုက်တော့မှကျွန်တော်ဘလော့ပိန်သွားရဲဆိုတော့သတိထားမိရှော့ဖို့ထားလို့တန့်စင်နေတဲ့အတွင်းကမောင်းမီတွေ့တော့ ကျွန်တော်တော်တော်ဝမ်းသာသွားတယ်။ကျွန်တော်ပြန်ရင်ဒီဘောင်းမီကိုတော့ယူသွားမှဖြစ်မယ်လို့စိတ်ပိုင်းဖြတ်ထားလိုက်တယ်။လွန်ခဲ့တဲ့9နှစ်ကကိုသုံးခဲ့တဲ့ပစ္စည်းကိုမြင်တွေ့နေရပြီမေစိတ်ကတိတ်ပြီးထိခိုက်တာလှုပ်ရှားတာမရှိအောင်ကျွန်တော်အနေနဲ့အခုလိုထွက်ပြေးနေရတာကိုကံကြမ္မာစိုးတစ်ခုလိုမထွက်တော့ဘင်းကျွန်တော်ရဲ့ကိုယ်စိတ်နှစ်ပါးဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့စီးရဲတိုက်ပွဲတစ်ခုလိုတတ်မှတ်ထားတာကြပါပြီမဟုတ်လား အဲဒီတော့လေတော်ရုံတန်ရုံကိစ္စတွေမှာစိတ်ခံစားမှုဟာမရှိသလောက်ဖြစ်နေပြီတကယ်တော့လေအဲဒီသက်မဲ့ချက်ဟာကျွန်တော်အတွက်ကုဘော်လောင်ဘက်ရတော့အမှန်ပဲဒီနေ့တာဟာကုံဆုံးသွားပြီလူချင်းခွဲခွာမယ်ချင်းကလေနီးလာပြီကျွန်တော်တို့နှစ်ယောက်စလုံးတို့ကစိတ်ထိခိုက်မှုကတော့ရှိရင်ဒါမျိုးကြတော့ဟယ်လင်ထက်ကျွန်တော်ကပိုပြီးခံနိုင်ရှိရင်ကျွန်တော်တို့ကြုံကကျွန်တော်ကိုခံနိုင်ရှိအောင်လုပ်ပြီးဟယ်လင်ဖို့ကတော့ကျွန်တော်လိုစိတ်မျိုးဘယ်ထားနိုင်မလဲ ကျွန်တော်သူ့ကိုစွန့်ခွာသွားပြီးထွက်သွားမယ်ကိစ္စဟောင်းသူ့ကုံတိတ်ခါကိုစော်ကားမှုတစ်ခုပဲကျွန်တော်သူ့စီကိုမမျှော်လင့်မဲရောက်လာလို့အလန့်တကြားဖြစ်နေရကောင်တတ်တာရစားပြီးရှိသေးတယ်သူ့မမနာမှာရထားတဲ့တရားကိုတော့မှကုသဖို့အချိန်မရသေးဘူးအေးရောဘယုံကနေကျွန်တော်ကသူ့ကိုထားခဲ့ပြီးထွက်သွားအောင်မယ်ဆိုရင်တော့သူ့စိတ်ထဲမှာခံစားမှုဆိုတာရှိပေမပေါ့ဘာပဲဖြစ်ဖြစ်ပေါ့လေညနေဆောင်လာလေလေစိတ်လှုပ်ရှားမှုဟာရော့လာလေလေပဲ ကျွန်တော်တို့နှစ်ယောက်စလုံးသတိရိယာထားပြီးကိုယ်စိတ်ကိုတည်ငြိမ်အောင်ထိမ့်ချုပ်ကြရဲမဟုတ်လားတယောက်နဲ့တယောက်တယူတယောက်မပွေမီမဖက်မီအောင်လေးတိတ်ပြီးသတိထားကြရဲတယောက်ကိုတယောက်အဲ့လိုလုပ်တဲ့အလီထားကလေးပျောက်စလောက်နေဘဖြစ်သွားခဲ့တာငါးနှစ်ရှိသွားပြီခုနှစ်နာရီထိုးသွားပြီအင်းရှိတကားဝါကဘေးဒီတန်ကြားလိုက်ရတယ်ကျွန်တော်ယင်းထဲမှာဒိတ်ကနေဖြစ်သွားတယ်ကျွန်တော်ဖူကတော့ဘေးတန်ဟာပြလိမ့်ပြီဒီချိန်ဘသူဖြစ်မယ်ထင်လဲ ကျွန်တော်ကဟဲလင်နာကပ်ပြီးတူတူကလေးပြောတယ်။စကားမပြောနဲ့ညင်ညင်လေးနေပြီးစောင့်ကြည့်ကြအောင်။တငယ်ချင်းတရားဖြစ်မိထင်တာပဲ။ဟဲလင်မထူးဝဲညင်နေသူထွက်သွားမှာပါ။ဘဲတန်ကထက်ထွက်လာတယ်။ပြီးတော့တကားကိုလက်သေးစုပ်ခက်ချင်းချင်းထုလိုက်တယ်တဒုံဒုံတန်နေကြတယ်။မောင်အိတ်ခန်းထဲဝင်နေ။ဟဲလင်ကတူတူပြောပြီးအင်းရှိပဲထွက်သွားဟန်ပြင်းနေ။ဘာလို့လဲဟင်။ဟဲလင်လည်းမသိဘူး။ အောင်အိတ်ခဲနဲ့သာဝေးနေပါ။အဲ့ဒီကိုနှင်လွန်လိုက်မယ်။တကယ်လို့သူတကားကိုခုလို့သာစစ်ထုနေရင်အခြားကန်းကလူတွေပေါ့ရွတ်ရွတ်တဲတဲဖြစ်ကုန်လိမ့်မယ်။ဟယ်လင်ကကျွန်တော်ကိုအိတ်ခဲနဲ့တွန်းပို့တယ်။ကျွန်တော်ကကျွန်တော်ပစ္စည်းအိတ်ခဲနဲ့မှကျန်နေခဲ့မှာဆိုလို့ကြပြကြရရှာသေးတယ်။ဘာတကူမှမရှိဘူးဆိုတာသိကြမှာအိတ်ခဲနဲ့ဝင်ခဲ့တယ်။ဟယ်လင်ကဘသူလဲလို့မေးလိုက်တဲ့အတန်ကြားရတယ်။အပြင်ကပြန်ဖြေတဲ့အတန်ကတော့ယောက်ျားတဲ့ အတန်ကြာတော့ဟဲလင်ကအိုးနင်းလာဘာဖြစ်ပြန်လို့လဲကျွန်တော်အိတ်ခန်းကားကိုဆွဲပြလိုက်တယ်အခန်းထဲကလမ်းထွက်ဖို့တော့အပေါက်ရှိဒါပေမဲ့မိဘကန်တွေကထွက်ရမှာကျွန်တော်မိဘကန်တွေရအောင်သွားဖို့ကလုံးဝမဖြစ်နိုင်ဘူးအဲဒီကိုသွားရင်လူမြင်ခံမှသိကြတယ်ကျွန်တော်လုံနိုင်တာဆိုလို့တနည်းရရှိရောဟဲလင်ရဲ့အဝိတ်တွေထိထားတဲ့ BOG ရဲ့ဝင်ပုံးနေဖို့ပဲသူပြီးတော့ကတကယ်တော့ရိုးရိုးပြူမဟုတ်ဘူး နိုင်ငံကိုထင်းမိလောက်တာတွေနိုင်ငံကဘီယိုလိုဟာမျိုးအေးရောအပြင်မက်ကလီမြမြဝင်နေဟဲလင်နဲ့အထူးတွေ့ပြီးအေကန်နဲ့ဝင်လာတဲ့ယောက်ျားတစ်ယောက်အတန်ကိုကျွန်တော်ကြားရတယ်သူ့အတန်ကိုကျွန်တော်ကောင်းကောင်းမမြင်ရဘူးတခြားလူမဟုတ်ဘူးဟဲလင်ရဲ့မောင်ဂျော့ဆိုရဲကောင်းမို့ကျွန်တော်ကို အချင်းစကန်ပုတ်ခဲ့တယ်ရောက်ဖတော့လीကျွန်တော်ဟဲလင်ရဲ့မှန်တဲ့ခုတ်ကိုကြည့်မိရင်လက်နဲ့တစ်ခုခုရလို့ရညာရှာတာပဲ ကျစင်းသားဟုတ်တထားရေးစကုပ်ဖြစ်တဲ့ဒါလေးတစ်ချောင်းမင်းရှိရေတခြားဘာလည်းနဲ့မှမရှိဘူးကျွန်တော်အဲ့ဒီဒါကိုကပြကရာကောက်ပြီးအိတ်ကထင်းထည့်လိုက်တယ်ပြီးတော့နိုင်ငံကဘီယိုရင်းဝင်ခဲ့တယ်တကယ်လို့ဒီကောင်ကျွန်တော်ကိုတွေ့သွားရင် တခြားလည်းမရှိဘူးကိုကိုကို ကာဝေးရမှာပဲမတက်တာတဲ့ဆုံးမသူ့ကိုအသေးသက်ပြီးတော့ထွက်ပြေးရမှာပဲတယ်လီဖုန်းဟုတ်လားပြောလိုက်တယ်ဟယ်လင်းသံကိုကြားလိုက်တယ် ငါတော့ဘာသမမကြဘူးအိပ်ဖြော်နေဘာဖြစ်လို့လဲပြဿနာရှိလို့လားအန်နီအကြီးကြီးဖြစ်လာနေတဲ့အချိန်ကြီးဟောင်းအများကြီးရှိနေတယ်အခုလိုစိတ်ထက်ကဒေဗီစိုးရင်ထဲလဲနေလေအန်နီနဲ့ရင်ဆိုင် တိုးရက်တာပဲမိဘွားကလေးကမိတော့ကြီးဖြစ်လာနေတဲ့အချိန်ကြီးမျိုးပဲစိတ်လှုပ်ရှားမှုပြင်းထန်လို့တော့ကျွန်တော်တကူလုံးဟာတုံနေကျွန်တော်ကြောရဲ့ဖြစ်ပြင်းတဲ့ကိုကြားရတယ်သူ့လေတန်းကတော့ကျွန်တော်ရောက်နေရကိုမသိရတဲ့ဘောရှိရင် ကျွန်တော်အမစီကိုဖုန်းဆက်တာကြိမ်းမောင်းမနေဘူးဘယ်သူမှမထူကြဘူးအင်စီကတော့ဖုန်းမကင်ဘူးကျွန်တော်တို့ကတော့တခုခုတော့ဖြစ်နေပြီလို့ထင်နေဒါကြောင့်လာတာအခန်းကိုဘာကြောင့်ဖြုတ်ထားတာလဲငါအိပ်ပျော်နေရင်ဟဲလင်ကတီတီငင်ငင်ပဲဒါကြောင့်ဖုန်းဖြုတ်ထားတာခေါင်းကိုက်လုံးလို့ဆော့ဆော့ကအိတ်တာအခုရတီကိုက်တုံးမင်းနင်းတကားထုလို့သာငါနိုးတာခေါင်းကိုက်လို့ဟုတ်လား ဟုတ်တယ်တော်တော်ကိုကြိုက်တာ စီးနှလုံးတော့တော့ပြလိုက်ดิအိပ်ပြောရင်တတ်တတ်သွားအောင်လို့ဘာလဲတောက်တာကအေးစီလားမဟုတ်ပါဘူးခေါင်းကိုက်ပျောက်စီပါခေါင်းကိုက်မတက်တာသေးဘူးငါထက်အောင်မှဖြစ်မှာတောက်တဲ့စီးကလေရေးစရာပါလားကြော့ကပြောတယ်ကဲပါအဝတ်စားလဲခြင်းအပြင်ထက်ပြီးလမ်းလျှောက်ကြအောင်အပြင်မှာတိတ်ကိုသားနေအဲ့ဒါကစိတ်ထက်အများကြီးကောင်းနေ ဒါပေမဲ့ဈေးကတောက်ထားပြီးပြီ။ H နဲ့စီပဲရှိရင်လမ်းလျှောက်ခြင်းစိတ်လုံးဝမရှိဘူး။သူတို့မောင်နှမစကားဆက်ပြောနေကြတာအချင်းတတော်ကြတယ်။ဂျော်က "तू ဟဲလင်စီတစ်ခေါက်ပြန်လာပြီးကြည့်အောင်မယ်"လို့ပြောပြီးမေဟဲလင်ကလည်းမခံဘူး။အိမ်မှာစားဆက်တောက်ဆရာရောအလုံးလောက်ရှိရလားလို့မေဟဲလင်ကအများကြီးရှိရလို့ပြန်ပြောတယ်။အိမ်စီမရောဘယ်သွားတယ်လဲတဲ့။နားရက်ပေးထားလို့ပြန်သွားတယ် ညနေစာချက်ပြုတ်ဖို့မီပြန်လာလိမ့်မယ်လို့ဟဲလင်ကဖြေတယ်။ဒါဆိုရမတော့ဘာမှစိတ်ဘူးစရာ မလိုဘူးပေါ့။ကျော်ကပြောတယ်။မလိုပါဘူး။အေးပေါ့လေကျွန်တော်တွေးပြီးပူမီလို့ပါ။တခါတည်းရလူတွေဟာဒီလိုပါပဲ။ပူစရာအကြောင်းမရှိဘဲနဲ့တော့ပူတကြပဲ။ဘာပဲဖြစ်ဖြစ်ပေါ့လေတခုရှိရက။ဘာတခုလဲ။ဟဲလင်ကတံပြက်နေမီ။တသက်မှာ တကြိမ်ဆိုသလိုအဲ့ဒီစကားကရောဘာလဲမဟုတ်ပါဘူးဒီเจ้าကဘာဖြစ်လို့ပြောနေရမှာလဲအားလုံးစင်ပြေဆိုရင်ပြီးရပါပြီဒါပေမဲ့ကျွန်တော်ကခမရရဲ့မောင်မဟုတ်လားခမရအတွက်ဆိုရင်ပူပန်တာဟာတဘာဝကြပါလေပူတင်ပူရမှာပေါ့မဟုတ်ဘူးလားအင်းပေါ့အင်းပေါ့ဆိုတာဘာတိတ်ပဲလေနေဟာငါမောင်ဆိုတဲ့စကားကိုထောက်ခံတာ ကျွန်တော်အပေါ်မှာခမားမြင်မရစီခြင်းနေအမြင်ကတော့သိမ့်မယ်နေအထူးပြောစရာမလိုပါဘူးဟယ်လင်ကစိတ်မရှိတော့ရဲ့လေတဲ့နေပြောရင်